ီပင်လယ်ပြင်မြောက်ပိုင်းနဲ့အဲ့ဒါနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းအနဲ့ရဝန်းဆက်လက်တည်ရှိနေကလာမယ့်တစ်ပတ်အတွင်းဒေသလိုက်နေရာကွက်ပြီးမိုးကြီးမယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးစလကထုတ်ပြန်ပါတယ်ဒီနေ့အော်တိုဘာ၂ရက်ကနေ6ရက်နေ့အတွင်းတိုင်းနဲ့ပြည်နယ်ချို့မှာနေရာစိတ်စိတ်ကနေနေရာနှံပြောင်းမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးစလကဆိုပါတယ်ရန်ကုန်မြို့အတွင်းဒီကနေ့မနက်ပိုင်းကစတင်ကမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးလင်းရှိတဲ့နေရာတွေမှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်ဒါအပြင် မနေ့ကနိုဝင်ဘာတရက်နေ့ညနေပိုင်းကဒဇောင်းနိုင်မြို့ပုံမြန်ပွဲတော်ကျင်းပနေတဲ့တောင်ကြီးမြို့မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ပွဲပြက်ခဲ့ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်း ကချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးထစ်ချုံရွာမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။မိုးသက်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပြစ်တာ၊လျှက်စီးလက်တာ၊မိုးသီးကျွေတာ၊လျှက်တပြက်ရေကြီးတာနဲ့မြေပြိုရာတွေကိုသတိထားရမှာဖြစ်ပါတယ်။မြမကင်ရတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးမှဖြစ်က ရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်ကနေမိုင်40ထိတိုက်ခတ်နိုင်ပြီးလှိုင်းမြေမှာကိုးဘေကနေဆက်တဘေခန့်ထိရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်